င်ဖက်ဒရယ်ဒီမိုကရေစီကိုတည်ဆောက်တဲ့နေရာမှာဖက်ဒရယ်ဆိုတာဘာလဲဒီမိုကရေစီဆိုတာဘာလဲဖက်ဒရယ်ဒီမိုကရေစီဆိုတာဘာကိုပြောတာလဲဆိုတာကိုပြည်သူပြည်သားတွေနားလည်ဖို့လိုအပ်ပါတယ်အဲ့တော့ဖက်ဒရယ်ဒီမိုကရေစီခစ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုတွားဖို့အရင်ဦးဆုံးဘာဆာလဲဆိုရင်ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ကျွန်တော်တို့ကရွေးကောက်ပွဲရဆာရွေးကောက်ပွဲရဆာ ရွေးကောက်ပွဲကစတဲ့ခါကျတော့အဲ့ဒီရွေးကောက်ပွဲကဘယ်လိုပုံစံနဲ့ကျင်းပပါလဲဘာစနစ်နဲ့ကျင်းပပါလဲဟိုနိုင်ငံသားတွေအရင်သိဖို့လိုအပ်တယ်မလိုအပ်တာတွေလိုက်မေးပါနဲ့ဒီမှာပြောတဲ့ဥစ္စာကိုနားထောင်ပါနားမထောင်ချင်ကြော်သွားပါအဲ့တော့ကျွန်တော်တို့ကအခုကျွန်တော်တို့ကျင်းပနေတဲ့ရွေးကောက်ပွဲသည်ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ဖို့ဘာစနစ်နဲ့ကျင်းသုံးလဲစနစ်နှစ်မျိုးနဲ့ကျင်းသုံးပါတယ် စနစ်နှမျိုးခြုံပြောရင် MNB စနစ်လို့ခေါ်ပါတယ်အလွယ်ပြောရင် PR စနစ်အနိုင်ရသူကုန်စနစ်လည်းပါမယ် PR စနစ်လည်းပါမယ်အဲ့နှစ်ခုပေါင်းပြီးတော့ MNB လို့ခေါ်ပါတယ်အဲ့တော့ PR စနစ်လို့ပြောလို့ရှိရင်လည်း PR စနစ်တွေကအမျိုးမျိုးရှိတယ် PR စနစ်တွေကအမျိုးမျိုးရှိတယ် Drew ကိုတော့ မတ်တက်နဲ့တွက်တဲ့ပီယာစနစ်ရှိသလိုဟာရာကိုရာမတ်တက်နဲ့တွက်တဲ့ပီယာစနစ်လည်းရှိတယ်ဗျ။2021မှာကျွန်တော်တို့ပါတီပေါင်း80တပါတီ2ပါတီပေါ့နော်82ပါတီနဲ့ဒီ UEC နဲ့ဆွေးနွေးပြီးတော့ကျင်းပမဲ့ပီယာစနစ်ရကြတော့အမ်ဟာဒရာကိုရာမတ်တက်နဲ့တွက်ပြီးတော့လုံးမဲ့ပီယာစနစ်ဖြစ်ပါတယ်။အဲ့ဒီထဲမှာမှကျွန်တော်ကကျွင်းလာတဲ့အကျွင်းတွေရှိတယ်ဗျ။ remainder ပေါ့ဟိုကျွေးလာတာဥမာကျတို့ party A ကို130ပြီးသူကထောက်ခံတယ် party B ကို150ထောက်ခံတယ် party C ကို180ထောက်ခံတယ်ဆိုလို့ရှိရင်အဲ့တော့30 50 80ဆိုပြီးအစွန်းတက်နေရှိတယ်အဲ့ဒီအစွန်းတက်တွေကိုဘယ်နည်းနဲ့တွက်မှာလဲလို့ပြောလို့ရှိရင် largest remainder method တွေကိုတွက်နည်းပြ largest ဆိုတာအစွန်းဆုံးမှာရှိတဲ့အကျွင်းတွေပေါ်မှာတွက်တဲ့နည်း largest remainder method ဆိုတာရှိတယ်အဲ့ဒီနည်းနဲ့တွက်တာ အဲ့တော့30 50 80ကဘသူကနည်းလဲဘသူကများလဲရှေ့မှာဘဲဘလောက် ရတာလဲအရင်ဆုံးကျွန်တော်ကအဲ့ဒီဆော့ဆော့တွက်ထားတဲ့ဟာရာကိုရာတို့ဒရုကိုရာတို့မက်သက်တွေကိုအခြေခံပြီးတော့ကျွန်တော်က largest remainder မက်သက်ကိုပြန်သုံးရတယ်အဲ့လိုလေးတွေတွားတယ်အဲ့တော့ဒီရွေးကောက်ပွဲဒီမိုကရေစီစနစ်ရဲ့အတိတ်ကအနှစ်သာရကရွေးကောက်ပွဲပဲ ရွေးကောက်ပွဲကိုကျွန်တော်တို့စနေတကြလုပ်ရမယ်ရွေးကောက်ပွဲမမှန်ကန်လုပ်ရမယ်ရွေးကောက်ပွဲရတဲ့စစ်ရသားဆိုတာဖော်ရမယ်ဒါဆိုဒီမိုကရေစီစနစ်ကအနှစ်သာရပဲကျန်တာလူတွေကောင်းချင်းမကောင်းချင်းကလူတွေနဲ့ပဲဆိုင်တယ်အဓိကစနစ်တစ်ခုရဲ့အနှစ်သာရပြေသွားလို့ရှိရင်မှန်ပြီဒီမိုကရေစီမှန်ပြီအဲ့ဒီဒီမိုကရေစီမှန်ပြီဆိုမှအဲ့ဒီဒီမိုကရေစီနဲ့တက်လာတဲ့အစိုးရကနေပြီးတော့ဘိုးအစိုးရရှိမယ်ပြည်နယ်အစိုးရတွေရှိမယ် ဲ့မှာအစိုးရတွေပေါ်လာရောနော်ပြည်တော်စုအစိုးရလို့ပြည်တော်စုလွတ်တော်မှာတက်တဲ့သူတွေရှိမယ်အမျိုးသားလွတ်တော်မှာတက်တဲ့သူတွေရှိမယ်တိုင်းဒေသကြီးတက်တဲ့သူတွေရှိမယ်ကိုပါဦးချုပ်ခွေရတိုင်းကိုပါဦးချုပ်ခွေရဒေသအဲ့ဒါတွေမှာတက်တဲ့သူတွေရှိမယ်အဲ့တော့အစိုးရတွေပေါ်လာတယ်အစိုးရတခုတည်းရှိတာမဟုတ်ပါဘူးအစိုးရ14ခုရှိတယ်ဘ ਹੁ အစိုးရရဲ့ပြည်내အစိုးရပြည်내နဲ့တိုင်း14ခုမှာရှိတဲ့အစိုးရတွေရဲ့ အသေးစိတ်ကအစိုးရပေါင်း14ခုရှိတယ်။တပ်ပါတီစနစ်ဆိုလို့ရှိရင်တပ်ပြည်တော်စနစ်ဆိုလို့ရှိရင်အစိုးရကတစ်ခုလည်းရှိတယ်ဗျ။ဖက်ဒရယ်စနစ်ဖြစ်တဲ့အတွက်ကြောင့်ဘ ਹੁ အစိုးရအပြင်ပြည်နယ်နဲ့တိုင်းဒေသကြီး14ခုမှာအစိုးရ14ခုရှိတယ်။ဘ ਹੁ လွှတ်တော်ရှိတဲ့ပြည်မှာပြည်နယ်နဲ့တိုင်း14ခုမှာလွှတ်တော်14ခုရှိတဲ့အတွက်ကြောင့်အဲ့ဒါဖက်ဒရယ်စနစ်လို့ခေါ်တယ်ဗျ။တပ်ပါတီစနစ် တပီတော်စနစ်ဆိုရင်တော့ပြည်နယ်နဲ့တိုင်း၁၄ခုမှာအစိုးရလည်းမရှိဘူးလွှတ်တော်လည်းမရှိဘူးဘ ਹੁ အစိုးရဘ ਹੁ လွှတ်တော်ပဲရှိမှာခင်ဗျားတို့နားလည်အောင်လို့ကျွန်တော်ကဝေမျှပေးတာကဲဒါဆိုလို့ရှိရင်ဒီအထိကိုမရှင်းတာရှိရင် မေးလို့ရတယ်